ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာဖုံးမဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့လေဖြတ်တဲ့အကြောင်းအရာအကြောင်းကိုပြောမှာဖြစ်ပါတယ်လေဖြတ်တယ်ဆိုတာဘာလဲလေဖြတ်တယ်ဆိုတာရဲ့ definition ပြီးတော့လေဖြတ်တာကဘာကြောင့်ဖြစ်တာလဲလေဖြတ်နိုင်တဲ့လေဖြတ်နိုင်ခြင်းရှိတဲ့အကြောင်းရင်းနေရာကိုဘာတွေလဲဒါတွေကိုဘယ်လို့ ကာကွယ်ရမလဲလင်မဖြစ်အောင်ဘလို့ကာကွယ်ထားရမလဲတားသီးထားရမလဲဆိုတာတွေကိုကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးမှဖြစ်တဲ့အတွက်အဆုံးထိ ကြည့်ရှုပေးကြပါအောင်လေဖြစ်တယ်ဆိုတဲ့ယောဂါကဒီမြန်မာနိုင်ငံမှာသာမကပဲတကမ္ဘာလုံးမှာလုံးဝကိုအဖြစ်များနေတဲ့ယောဂါတစ်ခုဖြစ်ပါတယ်ပထမအဆုံးစပြီးတော့မှလေဖြစ်တယ်ဆိုတာဘာလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှစပြီးတော့ပြောလိုက်ကြအောင် လေဖြတ်တယ်ဆိုတာကကျွန်တော်တို့အုံနောက်ရှည်ကိုသွားတဲ့သွေးကြောလေးတွေမှာပောက်တာသွေးယိုတာဒါမှမဟုတ်လို့ရှင်သွေးခဲတာအဲဒီနှစ်မျိုးတည်းဟာတစ်မျိုးမျိုးကြောင့်မို့လို့အုံနောက်ရှည်ကိုသွားတဲ့သွေးကြောလေးတွေကအောက်ဆီဂျင်မရတဲ့အတွက်အုံနောက်ရဲ့အစိပ်ပိုင်းလေးတစ်ခုသူ့ရဲ့အလုတ်ကိုမလုံနိုင်တော့တာကိုကျွန်တော်တို့ကအစထရော့လေဖြတ်တယ်လို့ခေါ်တာဖြစ်ပါတယ်အဲ့ဒီလိုမျိုးထိ ंच ုပ်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအုံနောက်ကဲ့ သွားတဲ့သွေးကြော်လေးတွေပေါ်မူတည်ပြီးတော့မှသွားတဲ့အစိပ်ပိုင်းလေးတွေပေါ်မူတည်ပြီးတော့မှသူ့ရဲ့ပြရဲ့လက္ခဏာတွေကမတူညီကြပါဘူးတချို့လေဖြတ်တယ်လေဖြန်းတယ်သူတွေသူတွေမှာမျက်နှာရွှေ့တာတခုတည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲတချို့လေဖြတ်တဲ့သူတွေမှာကျတော့ကိုယ်တချမ်းသေးသွားတာတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်တချို့သူတွေကြတော့လေစီမထိန်နိုင်ဝမ်းမထိန်နိုင်တာအနည်းကိုဖြစ်သွားပြီးတော့မှအစာမျိုးချခက်တဲ့ဒီကိုဖြစ်သွားတာမျိုးလေဖြတ်တဲ့သူတွေလည်းရှိပါတယ်အဲ့တော့လေဖြတ်ခြင်းကိုဖြစ်စေနိုင်တဲ့အချက်တရားဘာတွေလဲ ပထမတစ်ချက်အနေနဲ့တွေးတိုးတာပြီးတော့ကြတော့စီချွတ်သွေးရောယောဂရှိတာနှလုံးစိတ်ချမှန်တဲ့ယောဂ AF လို့ခေါ်တဲ့ယောဂရှိတာသွေးထဲမှာအဆီဓာတ်တွေများတာကိုလက်စထရောဓာတ်တွေများနေတဲ့လူတွေ hyperlipidemia လို့ခေါ်တဲ့ယောဂရှိနေတဲ့သူတွေပြီးတော့အရင်တော့ကလေးဖြတ်ဘူးတာအရင်တော့ကနှလုံးသွေးကြောချင်းယောဂရှိဘူးတာအဲဒါမျိုးတွေရှိတဲ့သူတွေကလေးဖြတ်နိုင်ပြီးပို့ပြီးတော့မှများပါတယ်ဟုတ်ပြီ အဲ့လိုမျိုးလေပြတ်နိုင်တဲ့အကြောင်းရင်းတွေကိုကျွန်တော်တို့သိသွားပြီဆိုတော့ကြာတော့ဘယ်လိုကာကွယ်ရမလဲဆိုတာကိုထပ်ပြီးတော့မှပြောလိုက်ကြရအောင်ပထမဆုံးတစ်ချက်ကတွေးတူတာတွေးတူတာအတွက်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဒီတွေးတူတာကနေလေပြတ်ခြင်းကိုမဖြစ်စေနိုင်အောင်ကျွန်တော်တို့ကတွေးတူတာတွေးတူယောဂါကိုထိန်းနိုင်အောင်အတွက်စိတ်ပုံမှန်တောင်းရမယ်အစီစိတ်အငံတွေ short ဆားရမယ်လေ့ကျင့်ခန်းတွေလုပ်ရမယ် အဲပြီးတော့ကြတော့ကိုလေးချိန်ကိုရှော့ချပေးရမယ်အရင်အဝါလုံးလို့မရဘူးအရင်အဝါလုံးတာနဲ့အဆီတက်များတာနဲ့ကဆက်ဆက်နေနိုင်တာဖြစ်တဲ့အတွက်ဝက်ကိုလည်းချထားရမယ်ဒီလေးချက်ကိုအဓိကလိုက်နာမယ်နောက်တစ်ချက်ကကြတော့လေးချိန်ကပုံမှန်လုပ်ပေးရမယ်ဒီတွတ်တွယောဂအတွက်ဒီ၅ချက်ကိုလိုက်နာပေးခြင်းအဖြစ်တိတိချာချာလိုက်နာပေးခြင်းအဖြစ်လေဖြတ်ယောဂါကိုရှော့ချနိုင်မှာဖြစ်ပါတယ်။ဘယ်လိုရှော့ချပေးမှာလဲဆိုတော့သီတို့ယောဂါက ဒီအုံနောက်သွေးကြောပေါက်တာနဲ့အများဆုံးဆက်ဆက်နေတာဖြစ်တဲ့အတွက်သွေးတူးကိုသာကောင်းကောင်းထိညာလို့ရှိရင်လေဖြတ်ယောဂါကလည်းဖြစ်နိုင်ရေနေသွားမှာဖြစ်ပါတယ်။ကဲဒုတိယအချက်ဒုတိယအချက်အနေနဲ့ကစီဂျိုသွေးတူးယောဂါစီဂျိုသွေးတူးယောဂါကလည်းသွေးတူးယောဂါနီးတူပါပဲကျွန်တော်တို့စီဂျိုထိနိုင်အောင်လုပ်ရမယ်ပြီးတော့ဆေးပုံမှန်တောက်ရမယ်စီဂျိုထိနိုင်တယ်ဆိုတဲ့နေရာမှာပါပြီးသွားပြီဆေးပုံမှန်တောက်ရမယ်အဲဒီနေထိုင်ဆက်သမှုပုံစံကိုဆင်ကျင်ရမယ်နေထိုင်ဆက်သမှုပုံစံဆိုတဲ့အတိုင်းမှာ ကျွန်တော်တို့အချို့တက်အရန်များလုတ်ခဲ့တဲ့ဟာတွေကိုကျွန်တော်တို့ရှော့ပြီးတော့မှစားရမယ်အဲ့အဲ့ထက်မှမှဘာတွေပါမလဲဆိုတော့လုံးဝမစားသင့်တဲ့ဟာတွေပါတယ်စားလို့ရတဲ့ဟာတွေပါတယ်ပေါ့နော်လုံးဝမစားသင့်တဲ့ဟာတွေထဲမှာ ready made လောက်ထားတဲ့အချိုရည်တွေ gas ပါတဲ့အချိုရည်တွေပြီးတော့အဲဒီအပြင်းပေါ့နော်ဝဲတောက်တဲ့အချိုရည်တွေကိုလုံးဝရှောင်ရှောင်ရမယ်ပြီးတော့စီကြော်မုတ်တွေပြီးတော့အသားထဲမှာဆိုလို့ရှိရင်အစီပါတဲ့ပေါ့နော်ဝက်စီတို့အမဲစီတို့ဒါမျိုးတွေကိုရှောင်ရမယ် အဲစားလို့ရတဲ့အထက်မှာဆိုလို့ရှိရင်เนาะကျွန်တော်တို့ကအသီးရွက်တွေအသားတွေဓာတ်တွေကိုစားလို့ရတယ်အပြီးတော့ဓမင်းကကြတော့အာတနင်္သာရောင်နည်းနည်းပဲစားမယ်အရင်အများကြီးတော့စားလို့မရဘူးပေါ့เนาะဒီလိုမျိုးစားသားမှုပုံစံလေးတွေပြင်မယ်နောက်ဆက်ကကြတော့ကျွန်တော်တို့လေ့ကျင့်ခန်းတွေပုံမှန်လောက်မယ်အဲဒီစီတူပြုစုယောဂမှာလည်းဝိတ်ကိုလည်းတခြားလေးထိမ့်မှုလိုတယ်ဝိတ်မတက်အောင်လုပ်ဖို့လိုတယ်အဝမလွန်ဖို့လိုတယ်ပေါ့เนาะကိုယ့်ဘာကို BMI Body Mass Index ကိုတွက် ပြီးတော့မှ အာကိုလေးချင်းထိနိုင်လို့ရှိရင်เนาะအကောင်းဆုံးပဲဖြစ်ပါတယ်။ကဲတတိယတစ်ချက်တစ်ချက်တတိယတစ်ချက်ကကြာတော့ဒီသွေးတွင်းထဲမှာအဆီဒက်များတဲ့ယောဂါပေါ့เนาะ hyperlipidemia လို့လည်းခေါ်တယ် hypercholesterolemia လို့လည်းဒီနည်းအားဖြင့်အဲတုံ့နှောင်းကြတာပေါ့เนาะသွေးတွင်းထဲမှာအဆီဒက်များတဲ့ယောဂါကြာတော့ကျွန်တော်တို့အဲဟိုရှေ့ရယောဂါရဲ့နည်းတူပဲဝေချဖို့လိုတယ်ပြီးတော့ကျွန်တော်တို့လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့လိုရပေါ့เนาะဒီမှာအရေးကြီးတာလေ့ကျင့်ခန်းဒီပုံမှန်လုပ်ဖို့လိုတယ်အဲဒါကတော့ဟိုနေ့စဉ်ပုံမှန် နေထိုင်စားသောက်မှုပုံစံပေါ့ဒုတိယတစ်ချက်ကကြာတော့ကျွန်တော်တို့ဆေးတောက်အောင်မယ်ပေါ့နော်ဒုတိယမှာအစီတက်တွေရောကြအောင်ကျွန်တော်တို့ဒီအစီကြာဈေးတွေရှိတယ်အစီကြာဈေးတွေကိုကျွန်တော်တို့ခုပေါ့ကိုတော့ဝယ်မတောက်အောင်ဆရာဝန်နဲ့တရားလေးတိုင်ပင်ပြီးတော့မှတောက်တာမျိုးတွေပြုလုပ်ပေးရမယ်ဒီရှိပိုင်း၃ခုပေါ့နော်ဒီ၃ခုကတော့ကျွန်တော်တို့နေထိုင်စားသောက်မှုပုံစံရဲ့ဈေးရယ်တတိယချက်ချလေးခူးဆိုင်ပြီးရင်ဒီလေးဖြတ်ယောဂါကိုအတိုင်းအတာတစ်ခုထိမဖြစ်လာအောင်ကာဝယ်ထားလို့ရတယ်ဓာတ်ဆီထားလို့ရတယ်ဟုတ်ပြီနော်ကဲ စတုဒ္ဓချက်စတုဒ္ဓချက်ကပါလဲဆိုတော့ကျွန်တော်တို့နှလုံးစီးချက်မမှန်တဲ့ယောဂ AF လို့ခေါ်တဲ့ယောဂရှိတဲ့သူတွေကျွန်တော်တို့ AF လို့ခေါ်တဲ့ယောဂရှိတဲ့သူတွေကဒီအုံနောက်တွေးကြောမှာ တွေးခိုင်းနိုင်ကြတာအရန်များတယ်အရန်များတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီယောဂရှိပြီဆိုလို့ရှိရင်ဆရာဝန်နဲ့ပြဖို့ပြတဲ့နဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှတွေးခဲပျော်စေတွေးကျဲစေပေါ့နော် တွေးကျဲစေတောက်တဲ့မတောက်တဲ့ဓာမျိုးတွေကိုဆုံးဖြတ်ပြီးတော့မှတွေးကျဲစေတောက်တဲ့လို့ရှိရင်လည်းတွေးကျဲစေကို တသက်တာလုံးပတ်ဖို့လိုလိမ့်မယ်။အဲဒါမှသာရင်ကျွန်တော်တို့ကဒီသွေးကဖြစ်နိုင်ခြေကိုရှော့ချပြီးတော့မှလေဖြတ်တာကိုကာဝတ်ထားနိုင်မှာဖြစ်ပါတယ်။ကဲနောက်တစ်ချက်ကကြတော့ကျွန်တော်တို့အရင်တုန်းကလေဖြတ်ပူးတဲ့သူတွေအဲအရင်တုန်းကနှလုံးသွေးကြောကျင်းပူးတဲ့သူတွေအဲဒါမျိုးတွေရှိတဲ့သူဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကာဝယ်တားဆီးရမယ့်ပုံစံကကြတော့ကျွန်တော်တို့အရင်တုန်းကလည်းသူကဖြစ်ပူးရဖြစ်တဲ့အတွက်တတိချာချာလေးဆေးပုံမှန် တောက်ဖို့တော့လိုလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။အရင်တော့အဲ့ဒါလည်းလည်းဖြစ်ပူတာဖြစ်တဲ့အတွက်ဒီလိုမျိုးသွေးခဲနိုင်ခြေကသူ့မှာပို့ပြီးတော့မှများတယ်။အဲဒါပေမဲ့ကျွန်တော်တို့အနေနဲ့သူ့ကိုကာကွယ်နိုင်ဖို့နီးလန်းကြတော့အဲဆေးတွေကိုပုံမှန်မပြတ်မကွက်တောက်မယ်။အဲဆေးပမာဏအမှန်ရက်အမှန်ပေါ့နော်။ဆေးပမာဏအမှန်အချိန်မှန်ဒါမျိုးလေးတောက်ဖို့လိုတယ်။အဲဒီဟာနဲ့အတူထပ်ပြီးတော့မှကိုကအဲနေ့စဉ် စားသမှုပုံစံနေထိုင်မှုပုံစံခုနပြောသလိုထပ်ပြီးတော့မှလိုက်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ထိနိုင်မှာဖြစ်ပါတယ်ဒီငါးချက်ကတော့ကျွန်တော်တို့လေဖြတ်တဲ့လူတွေမှာလေဖြတ်တဲ့လူနာတွေမှာတွေ့ရတဲ့အဲဖြစ်နိုင်ခြင်းအများဆုံးအကြောင်းရင်းတွေပဲဖြစ်ပါတယ်နောက်ထပ်ဆက်ဆက်ပါပါဖြစ်တဲ့အကြောင်းရင်းတွေလည်းအများကြီးရှိပါသေးတယ်အဲဒီအကြောင်းရင်းတွေကိုတော့ကျွန်တော်ဟိုဆက်ဆက်ပါပါဖြစ်တဲ့အတွက်ဒီဗီဒီယိုမှာတော့မပြောခဲ့တော့ပါဘူးအဲအဖြစ်အများဆုံးဖြစ်တဲ့အကြောင်းရင်းတွေကိုပဲကျွန်တော်ဒီမှာ ဒါဗီဒီယိုလေးနဲ့အဖော်ပြလိုက်ရတာဖြစ်ပါတယ်အဲ့ဒီရှင်းနိုင်မေးရှင်းနိုင်များရှိလို့ရှင်လည်း comment မှာမေးသွားလို့ရပါတယ် comment မှာလိုအပ်တာလေးရှိများရှိလို့ရှင်လည်းဖြည့်ဆွပြီးတော့မှ ပြောပြသွားလို့ရပါတယ်နောက်ထပ်နောက်ထပ်ဒီမှာလည်းကျွန်တော်ကျမရဲ့အသိပညာပေးအဒီလိုဗီဒီယိုလေးတင်ပေးမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကို subscribe လုပ်သွားဖို့မမေ့နိုင်အောင်เนาะအားလုံးကျေးဇူးတင်ပါတယ်ပါပါ